ွကလေးရင်းနဲ့ကန်နိုအနီမေးရှင်းတစ်ခုဖန်တီးခြင်းခုပြောပြပေးမယ့် tutorial လေးကတော့ TikTok မှာ sticker လေးတွေအသုံးပြုပြီးတော့ကန်နိုအနီမေးရှင်းတစ်ခုဖန်တီးခြင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ပထမဆုံး TikTok ထဲဝင်လိုက်ပါဝင်ပြီးွားရင်ကျွန်တော်တို့အပေါင်းနှက်ခလိုက်ကိုနှိပ်လိုက်ပါ။နှိပ်ပြီးွားရင်ကျွန်တော်ကဒီမှာ5 second လောက်ကို record ဖမ်းလိုက်ပါ။ store နှိပ်လိုက်ပါ။ Okay ဒီဆင်းရောက်သွားပြီဆိုကျွန်တော်တို့ကအမှန်ကြီးလေးကိုနှိပ်လိုက်ပါ။နှိပ်ပြီးွားရင်အပေါ်မှာကျွန်တော်တို့က ။အချင်းလေးဝင်ရတဲ့အတွက်မြောင်လေးတစ်ချက်နှိပ်လိုက်ပါ။နှိပ်ပြီးွားရင်ကျွန်တော်တို့ကစတစ်ကာလုံးမတ်တွေကျွန်တော်စတစ်ကာလေးကိုချက်နှိပ်ပါ။အဲ့မှာကျွန်တော်တို့က emoji တစ်ချက်ရွေးပြီးတော့ကျွန်တော်က background စလုံးမတ်တွေအသေးအပြားလေးကိုကျွန်တော်ရွေးပါမယ်။ရွေးပြီးတော့ကျွန်တော်လက်လေးနဲ့ချက်လိုက်ပါ။ဒါဆို background အပြားလေးဖြတ်သွားပါပြီ။ဖြတ်သွားပြီးရင်ကျွန်တော်တို့ကဒါဆို background ရပြီနော်။ရပြီးွားရင်ကျွန်တော်က sticker ကိုတစ်ချက်ပြနေပါ။ကျွန်တော်ကလမ်းလေးကိုတုံးပြရအတွက် street လေးကိုရှာလိုက်ပါ။ โอเคကျွန်တော်လမ်းလေးတွေ့ပြီကျွန်တော်လက်လေးနဲ့ share ပြီးတော့ကိုကြိုက်တဲ့နေရာထားလို့ရပါတယ်အဲ့လိုပြီးွားရင်ကျွန်တော်တို့ကလမ်းပြီးနောက်မှာမြက်လေးတွေကျွန်တော်ထည့်ပါမယ်စတစ်ကာလေးပြန်နှိပ်ပါတပင်းလေးတွေကျွန်တော်ထည့်မဲ့အတွက်ညောင်းထင်းပင်းလေးတွေယူလိုက်ပါတယ်တပင်းနောက် စတစ်ကာလေးထပ်နှိပ်ပါအကောင်ကိုကျွန်တော်ကလည်းနည်းတလေးနဲ့ဆွဲကြည့်လိုက်ပါဒါကတော့ခုပါနေကိုကြိုက်တဲ့နေရာလေးထားလို့ရပါစတစ်ကာလေးပြန်နှိပ်ပါဟုတ်ကဲ့စတစ်ကာလေးပြန်နေပြီးတော့နောက်တစ်ပင်ထပ်ထည့်ပါဒါလေးနဲ့ဆွဲကြည့်ပါခုကြိုက်တဲ့နေရာရွှေ့လို့ရပါတယ် โอเคအပင်လေးတွေပြီးွားလို့ရှိရင်ကျွန်တော်တို့ကကားလေးတွေထည့်ပါမယ်လမ်းမမှာသွားနေတဲ့ကားလေးဆိုတော့စတစ်ကာလေးကိုချက်ပြနေပါနေပြီးတော့ကျွန်တော်တို့က drive car ဆိုတာလေးကိုရှာလိုက်ပါโอเคကျွန်တော်ဒီကားလေးကိုရွေးပြီးတော့လမ်းပေါ်မှာချလိုက်ပါမယ်โอเคနောက်တစ်ကားလောက်ထပ်ရွေးပါမယ် ဲ့လေးရွေးပြီးတော့လက်လေးနဲ့သေးလိုက်ပါလမ်းပေါ်မှာချလိုက်ပါမယ်။ Okay ပြီးွားရင်ကျွန်တော်ဟိုဘက်ကလာတဲ့ကားလေးတစ်စီးကိုထပ်ယူပေးပါဦးမယ်။ဟိုဘက်ကလာတဲ့ကားလေးတစ်စီးဆိုတော့ကုန်ကားလေးကိုကျွန်တော်ယူလိုက်ပါမယ်။ဒီကားလေးကိုလည်းစကေးသေးလိုက်ပါ။သေးပြီးတော့ Okay ချလိုက်ပါပြီးွားရင်အခုဆိုကျွန်တော်တို့က ကားလေးပြီးသွားပြီးသွားရင်ကျွန်တော်ဒီပြင်နာမှာအပင်လေးထပ်ထည့်ခြင်းတဲ့အတွက်စတစ်ကာလေးကိုတစ်ချက်ပြန်လိုက်ပါ free ဆိုပြီးတော့ရှာလိုက်ပါဆက်သွားပါဒါဆိုရင်ပင်လေးတစ်ပင်ရပါပြီအဲပင်လေးကိုကျွန်တော်လက်လေးနဲ့ဆွဲပြီးတော့နေရာချပါ okay နောက်တစ်ပင်တော့ထပ်ထည့်ပါမယ် okay ပြီးသွားပြီကျွန်တော်ဒီအောက်မှာလွတ်နေရတဲ့အတွက်ကျွန်တော်မြက်လေးတွေထည့်ပါမယ်စတစ်ကာလေးကိုတစ်ချက်ပြန်နှိပ်ပါ ထိုးပြီးရှာလိုက်ပါမျက်ပင်လေးရောက်လာပါလိမ့်မယ်အမှကိုကြိုက်တဲ့မျက်ပင်လေးတွေကိုထည့်လို့ရပါတယ်အေးဒီမှာဒီမျက်လေးတွေကိုတော့ထည့်ပါမယ်ဒီကလေးနေပါဒီမြက်လေးကိုပဲအဲ့လိုပဲထက်ထဲပါမယ် တကယ်လေးနေပါမျက်လေးတွေအခုလောဆယ်ကျွန်တော်မျက်လေးတွေပဲအကုန်လိုက်ထည့်ပါ Okay ဒါဆိုမျက်လေးတွေအနေနဲ့မျက်လေးထည့်ထည့်ပါ Okay ပြီးွားရင်ဒီကောကျွန်တော်တို့ကစတစ်ကာလေးပြန်ချက်နေပါမျက်နှာနဲ့များတာလေးကျွန်တော်ထည့်ခြင်းတဲ့အတွက်ကျွန်တော်ကမျက်များတဲ့ဟာလေးထက်ရှာပါမယ်ဟိုကိုကြိုက်တဲ့ဟာလေးမျက်ပင်လေးဒီမှာထည့်လို့ရပါတယ်အဝေးကထည့်လို့ရပါတယ် Okay နောက်တစ်ပုံဒီဟာလေးကို ထည့်ပါမယ်။အပြီးဝရင်ကျွန်တော်ကအပေါ်လေးဒီမှာကျွန်တော်ကနည်းနည်းလေးလွတ်နေရတဲ့အတွက်ကျွန်တော်ကမျက်ပင်လေးတွေပဲနည်းနည်းထည့်ထည့်ပါမယ်။မျက်ပင်လေးတွေပုံလေးတွေဒီမျက်ပင်လေးတွေထည့်ပါမယ်။ရှိတဲ့မျက်ပင်လေးတွေ။ Okay ပြီးဝရင် ကျွန်တော်ကဒီကောင်းကင်မှာကျွန်တော်တို့ကတိမ်လေးတွေထည့်ထည့်ခြင်းနဲ့အတွက်ကျွန်တော်စတစ်ကာလေးချက်လိုက်ပါ။ဆပ်စပါမှာ cloud ဆိုပြီးတော့ရှာလိုက်ပါ okay တိမ်လေးတွေသွားနေရရှိပါတယ်ဟောလေးကိုတိမ်လေးနည်းနည်းကြီးလိုက်ပါမယ်ဟာတိမ်လေးသွားနေရသွားပြီအခုဒါတော့ကျွန်တော်ကဒီလောက်ပဲကျွန်တော်လုပ်ပြပေးပါမယ်နောက်ပြရလို့ရှိရင်ကျွန်တော်အတန်ထည့်မဲ့အတွက် add sound လေးတစ်ချက်နှိပ်လိုက်ပါအမှကိုကြိုက်တဲ့တစ်ချက်လေးထည့်လို့ရပါတယ် search bar မှာ travel ဆောင်းလို့ချက်ရှာကြည့်လိုက်ပါအလေးချောက်နှိပ်လိုက်ပါမယ်ဒီဝိုင်းရင်ကျွန်တော်က next ကိုနှိပ်ပါဒါဆိုကျွန်တော်ကအတန်လေးထည့်လိုက်တာပါကတ်တွန်းအနီမေးရှင်းလေးမှာ ဒါပြီးွားရင်ကျွန်တော် next ကိုလိုက်လိုက်တာဒါဆိုရင်ကျွန်တော်ကိုယ့်ရဲ့ TikTok တိုင်းလိုက်မှာ share လို့ရပါပြီဒီ animation နဲ့ပတ်သက်လို့မရှင်းတာရှိရင်ကျွန်တော်ရဲ့ comment မှာမေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီ video လေးကိုကြည့်ပြီးတော့မိမိတို့အကျိုးရှိခဲ့ဆိုရင် like and follow လုပ်ဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ